မကြီးနဲ့မတ်လင်ကိုတတ်40တိုင်ခဲ့ပြီဟုတ်လားဟိုမြို့သမီးတယောက်ကသူ့ယောက်ျားရဲ့ညီနဲ့ဖောက်ပြန်တာအဲ့ဒီမှာလင်ဖြစ်တဲ့သူတဲ့ညီဖြစ်တဲ့သူကိုပို့ပြီးတော့မျက်နှိုးတဲ့အတွက်ကြောင့်ဒီလင်ကိုတတ်ခိုင်းတာနော်တော့ညီဖြစ်တဲ့သူဟာအကိုတတ်ရမယ်ဆိုတဲ့အခါကျတော့သူလိုမှလက်မခံဘူးဒါပေမဲ့နောက်ပြောပါများတဲ့အခါကျတော့ဒီအဲ့လိုဆိုရင်တတ်မယ်ရှင်ပြီးတော့ဘာလို့တတ်ရမလဲဆိုတော့ မင်းရေစိတ်ကအဲ့ဒီခရက်ပင်လေးကနေကွဲပြီးတော့စောင့်နေငါမင်းရဲ့အကူရေစိတ်ကိုရောက်လှုပ်လိုက်တယ်။ဒါနောက်ပါနေတယ်ဓာတ်နဲ့ခုတ်တက်လိုက်ရှင်ခိုင်းအဲ့ဒါယောက်ျားဖြစ်တဲ့လူကိုခေါင်းတန်းပါညာရှာပြီးမင်းဒီနေ့အလုံးညစ်ပတ်ပါလေ။ကိုကရေစိတ်သွားပြီးတော့ရေသွားချိုးချင်ပါချိုးချိုးသားသားပြောတယ်။ယောက်ျားဖြစ်တဲ့လူကတကယ်ကိုตายရတဲ့စိတ်နဲ့ရေစိတ်ကိုပါငါမိမအခါတိုင်းငါ့ကိုဒီလိုချိုးတာတဲ့စကားတစ်ခါမှမပြောဘူး။ ဒီနေ့ငါ့ကိုချူတာတဲ့စကားပြောတယ်။ပြောမှာဗောသူ့ကိုတက်ချင်လို့ဟုတ်လား။အဲ့ဒါ तू မသိဘူးလေ။မသိတဲ့ခါကျတော့အဲ့ကြီးနူးပြီးတော့သွားတယ်။အဲ့ဒါရေခရက်ပင်သားလည်းရောက်ရောက်ခြေစိတ်ကဆီးပြီးတော့သူ့ရဲ့ဒီဟာသူ့ကိုတတ်လိုက်တယ်။တတ်လိုက်တဲ့ခါကျတော့သူ့စိတ်ကဘာရှိနေတော့ဒီကြီးနူးနေတဲ့ตาရနေတဲ့စိတ်ရှိဘူး။ဘုပေါ်မှာတော့ဒီမျိုးသမီးပေါ်မှာဟုတ်လား။အဲ့တော့ဘာဖြစ်တော့ဆိုတော့အဲ့ဒီအိမ်မှာထမွေလေးသွားဖြစ်တယ်တဲ့။ဟုတ်လား။အဲ့အဲ့ထမွေဟာ ဒီမျိုးသမီးကိုဆွဲလန်းပြီးတော့ဖြစ်တာဆိုတဲ့အခါကျတော့ဒီမျိုးသမီးအိပ်ပြီးဆိုရင်အဲ့ဒီပေါ်ကြီးပြစ်ပြစ်ချရတယ်အိမ်ခေါင်းမိုးကနေအံ့ဩစရာနော်အဲ့ဒါနဲ့ဒီမျိုးသမီးကရိပ်မိတယ်ဒါငါယောက်ျားဖြစ်မယ်နဲ့တူတယ်ဘာမှအကြောင်းမဲ့ဒုက္ခနာကိုပေါ်ကိုအိမ်ခေါင်းမိုးကနေပြစ်ချရကြောင်းမရှိအဲ့ဒါထပ်ပြီးတော့တတ်ခိုင်းတယ်ဒီမျိုးရောနော်တတ်ခိုင်းတော့အဲ့ဒီမျိုးကတေးသွားတာပေါ့တေးသွားတဲ့အခါကျတော့ဘယ်ရောက်ဘာဖြစ်တော့ဆိုတော့အဲ့ဒီအိမ်မှာ ခွေးလေးလားဖြစ်တယ်အဲ့ဒီခွေးလေးကဒီမျိုးသမီးကိုအလွန်မြန်လို့တယ်အသွားလေးကတကောက်ကောက်လိုက်တယ်တပေကအိမ်ကလူတွေကလည်းအိဒီနာချင်းတွေကလည်းခွေးမုတ်ရှူမှလေးဘဲသွားပါတော့စကြနောက်ကြကြားတော့သူရိမ့်မိတယ်ဒီခွေးကငါ့ကိုခင်တွယ်လုံးနေဒီလူမြန်ဖြစ်မလားမသိဘူးသက်ခိုင်းပြန်တယ်သက်ပြန်တယ်သက်တဲ့အခါကျတော့နောက်နွားလေးလာပြီးတော့ဖြစ်တယ်ဒီအိမ်မှာပဲဟုတ်လားအဲ့ဒီနွားကလည်းဒီလိုပဲတကောက်ကောက်လိုက်တယ် ရင်းမိပြန်တယ်အဲ့ဒါနဲ့ထပ်ပြီးတော့တတ်ခိုင်းပြန်တယ်တေးရပြန်တယ်ဘယ်နှဘွားရှိပြီးတော့လေးဘွားမကြီးနဲ့မှလင်ကိုတတ်40တိုင်ခဲ့ပြီရှင်လောဘရဲ့ဒုက္ခနဲ့ကိုနဲ့ကိုအမြဲတမ်းရှင်ဆက်နေသေးတဲ့သဘောကို့ကိုတတ်မဲ့လူစီကိုပဲပို့နေတယ်ကို့ကိုတတ်မဲ့လူစီကိုပဲပို့နေတယ်ဟုတ်တယ်မဟုတ်လားအဲ့တော့ငါးခုမြောက်ဘွားကျတော့အိုးတောင်ဆိုးသွားတယ်ဘယ်ရောက်တော့ဆိုတော့အဲ့ဒီတက္ကမပိုက်ထဲရောက်သွား အဲ့ဒါမွေးပွားလာတဲ့အခါကျတော့ဒီကလေးကဇတိတရညာရတယ်။အော်ဒီမိမငါ့ကိုတတ်တာလေးကရှိ။အဲ့လိုတိသွားတဲ့အခါကျတော့မျက်နှိုးတဲ့စိတ်ကမရှိတော့မရှိတော့ဒီအမျိုးသမီးကသူ့ကိုနိုတိုင်းမလို့ဂိုင်တိုင်းထီတိုင်းဒီကလေးကတွွတ်လွန်းငိုတယ်ဘလို့မှထိမခံမေးဆိုတော့ဒီသားကိုချစ်တယ်လေဒါသူတတ်လို့ဖြစ်လာတဲ့လူဆိုတာလေသူကဘယ်သိမှာတော့ ဟုတ်လားတတိမအေးအားလည်းဘလို့ကြည်ကွဲနေမှာတော့ဘွားတွေကအဲ့လိုသွားနေတာဟုတ်လားအဲ့ဒါနဲ့ဒီကလေးကအထိမခံနောက်စကားပြောတတ်တဲ့အွယ်ရောက်တဲ့အခါကျတော့အဖိုးဖြစ်တဲ့လူကငါမြည်ရဲ့မင်းရဲ့အမေကထိရင်ဘာလို့ငိုရတာလဲဒီအဖိုးလည်းပုံမှာပဲကြီးတယ်ဖိုးကပဲသူ့ကိုပြုတ်ပြုတ်ရှောင်ရှောင်ရတာဘာလို့မင်းမေထိရင်ငိုရအောင်ဆိုအမေမဟုတ်ဘူးအဲ့ဒါရန်သူကျုပ်ကိုတတ်တာလေးဘွားရှိတယ်အဲ့ဒါလည်းအကုန်လုံးပြန်ပြီးတော့ဖိုးကိုပြောပြနေတယ် ပြောပြတဲ့အခါကျတော့အဲ့ဒါမြေဖို့နေအောင်အလွန်တန်ဝေကရတဲ့အတွက်ကြောင့်အဲ့ဒါယဟန်ပြုရတယ်သူကကိုရင်လေးဝဲဖို့ဖြစ်တဲ့သူကယဟန်ပြုတယ်အဲ့ဒါယဟန်နာဖြစ်ကြတယ်လို့အဲ့လိုမှတ်တမ်းတင်ထားတာဒါဘုံကဘာကိုပြောတာလဲတန်ယောဂဟုတ်လားလောဘဟာဒုက္ခနဲ့ကိုနဲ့ကိုမကွဲမကွာအမြဲတမ်းရှင်းဆက်ထားတဲ့တဲ့ဘောရှိတယ်ဆိုတာလေးကိုပြောပြတာ